မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ7ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်ငန်လျင်သတင်းကတော့နေပြည်တော်ရဲ့အရှေ့မြောက်ဘက်36ကီလိုမီတာအကွာမြေအောက်နဲ့10ကီလိုမီတာကိုဗဟုပြုတ်ပြီးတော့ Richter scale ၄အဆင့်ရှိတဲ့ငန်လျင်တစ်ခုဒီကနေ့မေလ12ရက်နေ့မြန်မာစံတော်ချိန်မနက်6:12မိနစ်အချိန်မှာထပ်မံလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်းမြန်မာစံတော်ချိန်ညနေ6:59မိနစ်အချိန်မှာလဲရှမ်းပြည်နယ်လင်းခေမြို့အနီး မြေအောက်နဲ့9ကီလိုမီတာကိုဗဟိုပြပြီးတော့ Richter scale ၄အဆင့်ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်သွားသေးတယ်လို့သိရပါဗယ်မေလ9ရက်နေ့ကမြန်မာစံတော်ချိန်ည8:00နာရီ10မိနစ်လောက်မှာသခိုင်းတိုင်း Homeland မြို့အနီးမြေအောက်နဲ့ 110ကီလိုမီတာကိုဗဟုပ်ပြပြီးတော့ Richter scale 4.3အဆင့်ရှိတဲ့ငလျင်တစ်ခုထွက်မှန်လှုပ်ခတ်သွားတယ်လို့သိရပါဗျ။ဒါအပြင်မေလ9ရက်နေ့မြမစံတော်ချိန်မွန်လွယ်3:00မိနစ်လောက်မှာလဲမန္တလေးတိုင်းတာစီမြို့အနီးမြေအောက်နဲ့10ကီလိုမီတာကိုဗဟုပ်ပြပြီးတော့ Richter scale 5.3အဆင့်ရှိတဲ့အင်အားအသင့်တဲ့ရှိတဲ့မြေငန်လင်တစ်ခုထွက်မှန်လှုပ်ခတ်သွားတယ်လို့သိရပါဗျ။ မေလ9ရက်နေ့မှာလေမြန်မာစံတော်ချိန်မနက်9:18မိနစ်လောက်မှာပဲခူးတိုင်းငောင်လေးပင်မြို့မြောက်ဘက်22ကီလိုမီတာအကွာမြေအောက်နဲ့10ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 0.1အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားတယ်လို့သိရပါတယ်။ဝင်ကြီးဌာနကတော့သခိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လာပြီးတော့လှုပ်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြရေးအတွက်လည်းအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ် အမှန်တဆက်၉ရက်ကွယ်ပြည်တော်စုလမ်းမကြီးဘေးမှာရှိတဲ့အာကစားခန်းမမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုပြင်းအားမြင့်နဲ့မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၀ရက်နေ့ည၁၀:၃၅မိနစ်ကမြောက်ဒဂုံမြို့နယ်အမှန်တဆက်၉ရက်ကွယ်ပြည်တော်စုလမ်းမကြီးဘေးမှာရှိတဲ့အာကစားခန်းမမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြင်းအားမြင့်မိုင်းသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေတယ်လို့သိရပါတယ်။ ထိခိုက်သိမ်းဆုံးမှုအခြေအနေကတော့မသိရသေးပါဘူးဂိတ်ထဲအထိကြောက်ရောက်ပောက်ကွဲတာဖြစ်တဲ့အတွက်ထိခိုက်သိမ်းဆုံးမှုကတော့ရှိနိုင်တာသိကြပါတယ်ရဲဘော်တွေအားလုံးဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့တွင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားစစ်ကောင်စီရဲ့တောက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက်မိဘပြည်သူများအနေနဲ့ စစ်ကောင်စီဂိတ်စခန်းများကိုရှောင်ရှားပြီးတော့တွာလာနေထိုင်ပေးကြပါရန်မြစ်တာရက်ခတ်တိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့မုံပြင်းနယ်ရင်းမြို့နယ် နှစ်ကရင်ကရိုးစိတ်ကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာဒုအရာခံဘုံခေါင်းဖြူခေါ်နေမျိုးထိုက်အပါအဝင်လေးဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၀ရက်နေ့မနက်၆နာရီခန့်ကရင်းမြို့နယ်ကော့တို့ကရိုးစိတ်ကနေပြီးတော့နှစ်ကရင်ကရိုးစိတ်ကိုစစ်ကြောင်းထုတ်လာတဲ့အင်အားတရာခန့်ရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော့ခလာရ106တရင်ကဒုအရာခံဘုံခေါင်းဖြူခေါ်နေမျိုးထိုက်အပါအဝင်လေးဦးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့သိရပါတယ်။ဒုရကံဘိုးနေမျိုးထိုက်ကလမ်းမောင်းကနေပြီးတော့နှလုံးကိုကြီဖောက်ဝင်ပြီးတော့တေဆုံးသွားတယ်လို့နောက်ဆက်တွဲသတင်းရထားပါတယ်။တေဆုံးသွားတဲ့နေမျိုးထိုက်ကတက်ရင်ထဲမှာနာမည်ပြက်နဲ့ကြော်စောတဲ့သူတယောက်ပါသူ့ကိုခေါင်းဖြူလို့နာမည်ပြောင်းပေးထားတယ်လို့သိရတယ်လို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်။ အဲ့ဒီအကြမ်းမဆက်တဲ့စစ်ကြောင်းဟာခလာရ၃တိခွန်ကစစ်ကြောင်းမူဘိုးကြီးရဲမင်းထော်ခလာရ၁၀၆ကဒုရာကံဘိုးနေမျိုးထိုက်ခေါ်ခေါင်းဖြူနဲ့ခလာရ၅၈၈ကဘိုးမူမျိုးမင်းညီတို့ဦးဆောင်ကပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲတိုက်ပွဲဖြစ်ပွားရနေရနဲ့မဝေးတဲ့တစ်ဖက်ကျွန်းမှာလည်းအင်အား80ခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးလက်နက်ငယ်များဒရုန်းများနဲ့တိုက်ခိုက်မှုများရှိခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကို KNLA တိုက်ရဲ၂၀ခွန်ဒပင်ရွှေထင်းနဲ့ဒေါနာချင်းမုံရဲတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်း င်းပြစ်ပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်များအထိကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မေလ17ရက်နေ့မနက်7:30မိနစ်အချိန်မှာဘကိုးတိုင်းရွှေကျင်မြို့နယ်ကညောင်လေးပင်မြို့ကိုထွက်ခွာလာတဲ့စစ်သား2ဦးပါတဲ့ဒိုင်နာကားကိုပြည်သူ့ကာကွယ်တပ်မတော်3ခွ3ညာ3တိုက်ရင်ကရဲဘော်များကရွှေကြည်ချောင်းကြီးရွာနဲ့ဗစုံမြောင်းကြီးရွာကြား ရွှေချင်းညောင်လေးပင်ကားလမ်းမပေါ်မှာဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာကားပေါ်မှာပါလာတဲ့စစ်သား2ဦးနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့ Fire Dragon အဖွဲ့ကပြောကြားထားပါတယ်လက်နက်တော့မရလိုက်ပါဘူးလို့ Fire Dragon အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပဇွန်မြောင်းရွာနဲ့တာပြတ်ဒရာဂိတ်တို့ကစစ်ကူများရောက်ရှိလာခဲ့ပြီးတော့လက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်ကူစစ်တပ်ကိုပြည်သူ့ကာကွယ်တပ်မတော်တုံးခုံတုံညာတုံးတိုင်ရင်ကရဲဘော်များကစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်ထပ်မံတေဆုံးသွားခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က၎င်းနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေစီးရန် Airbus 319 XYALK လေယာဉ်ကိုအပီးပြတ်ဝယ်ယူခဲ့တော်လဲနိုင်ငံပိုင်မြမအမျိုးသားလေးချောင်းလိုင်း MNA ကငှားရမ်းထားတဲ့လေယာဉ်များအတော့ငှားရမ်းကမပေးနိုင်တဲ့အတွက်ပြန်သိမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာမင်းအောင်လှိုင်က American နိုင်ငံ Aviation Capital Group ထံကနေပြီးတော့ငှားရမ်းထားတဲ့ Airbus အမျိုးအစား A319 115 MSN 5193လေးရင် XYALK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲနဲ့ အပိပြက်ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်းကအခုလိုမျိုး Airbus လေယာဉ်ကိုငှားရမ်းထားရကနေအပိပြက်ဝယ်ယူခဲ့တော့လေနိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းကတော့ American General Electric GE Company ထံကနေပြီးတော့ငှားရမ်းထားတဲ့လေယာဉ်များကိုငှားရမ်းကပေးရန်အချိန်ချင်းရက်ရွှေ့ဆိုင်ခြင်းနိုင်ငံရေးအခြေအနေအပြောင်းလဲများနဲ့ American အစိုးရကစီးပွားရေးပိတ်ဆို့ထားမှုများကြောင့်လေယာဉ်များကိုပြန်လည်သိမ်းယူခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။2015ခုနှစ် NLD အစိုးရလက်ထက်မှာ American GE company ကနေပြီးတော့နိုင်ငံတော်အဆင့် G2G စနစ်နဲ့သဘောတူညီချက်အရ Boring 737 800လေယာဉ်6ဆင်းကိုငှားရမ်းပေးခဲ့တယ်လို့သိရပါဗါးအဲ့ဒီမှာစစ်ကောင်စီကငှားရမ်းကားတွေကိုမပေးနိုင်လို့ဆိုပြီးတော့အချိန်ကြီးရက်တွေရွှေဆိုင်တာအဲ့ဒီမှာတနစ်ဒဇီနုံတတ်မဲ့ရပြည်တာနဲ့အာနာသိန်းစစ်ကောင်စီကိုအယုံကြည်ပြတ်သွားတဲ့အတွက် GE ကမ္ပဏီကငှားရမ်းခြင်းမပြုတော့ဘဲနဲ့ပြန်သိမ်းသွားပါတယ် NLD အစိုးရလက်ထက်မှာယုံကြည်မှုနဲ့ငှားရမ်းထားတဲ့လေယာဉ်တွေကိုစစ်ကောင်စီကြောင့်ကုမ္ပဏီကပြန်လည်သိမ်းယူသွားရမှာအခုဆိုရင် Boring 737 800NG ဒဇီပဲလက်ကျန်ရှိတော့တယ်လို့မြန်မာလေကြောင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်မေလ6ရက်နေ့ညနေပိုင်းမှာမန္တလေးဒရုံလေးစိတ်မှာမိလောင်ခဲ့တဲ့မြန်မာမျိုးသားလေးချောင်းလိုင်းမြန်မာ National Airline MNA လေးရင် Boring 737 UB812 လေးရင်ဟာအိန္ဒိယလေးချောင်းလိုင်းက တက်တန်းလွန်နေပြီဖြစ်တဲ့ HYALV လေးရင်ဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီထံကိုလေးရင်ငှားရမယ်နိုင်ငံမရှိသလောက်နှဲပါလာတဲ့အတွက်တက်တန်းလွန်တဲ့လေးရင်များကို MNA ကငှားရမ်းပြီးတော့အသုံးပြုနေရတယ်လို့အဲ့ဒီမြမလေးချောင်းတရင်အင်းမြစ်ကရှင်းပြထားပါတယ်မန္တလေးလေးစိတ်မှာမီးလောင်ခဲ့တဲ့ Boring 737လေးရင်ကအိန္ဒိယလေးချောင်းလိုင်းရဲ့တက်တန်းအလွန်ကြာနေပြီဖြစ်တဲ့ HYALV Boring လေးရင်ဖြစ်ပါတယ်စစ်ကောင်စီကတခြား boring လေရင်ပိုင်ဆိုင်တဲ့နိုင်ငံတွေကနေပြီးတော့ငှားရမ်းပြီးအသုံးပြုလို့မရတော့တဲ့အတွက်အိန္ဒိယလေချောင်းလိုင်းရဲ့ ်တတက်အလွန်ကြာနေပြီဖြစ်တဲ့လေရင်ကိုမရှိရှိတာငှားရမ်းခဲ့ရတာပါတတန်းကကြာနေသလိုလုံခြုံမှုမရှိတော့တဲ့လေရင်တွေဖြစ်နေပေမဲ့ဖြစ်အောင်လို့ငှားပြီးတော့တုံးနေရတာပါလို့မြမလေချောင်းတရင်အင်းတွေကရှင်းပြထားပါတယ်စစ်ကောင်စီလက်အောက်ခံမြမအမျိုးသားလေးချောင်းလိုင်းကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာလေရင်မစင်းနေရပြည်သူများကတပိတ်မောက်ခြင်းငားရမ်းထားတဲ့လေရင်အကောင်များကိုပြန်လဲအသိမ်းခံရခြင်းများအပါအဝင်စီမံခန့်ခွဲမှုအလွဲများနဲ့စစ်ကောင်စီရဲ့ဗျမ်းမာလှုပ်ဆောင်မှုများကြောင့် နှစ်တိုင်းလိုလိုအကြီးအကျယ်အရှုံးပေါ်နေတယ်လို့သိရပါတယ်စစ်ကောင်စီက MNA ၄ချောင်းလိုင်းကအရက်ဘက်ခီးတဲ့၄ရင်းများကိုနိုင်ငံတကာ၄ချောင်းဆိုင်ရာစံချိန်စံညောများဥပဒေများကိုချိုးဖောက်ပြီးတော့စစ်ဘက်ဆိုင်ရာလုပ်ငန်းစဉ်များဖြစ်တဲ့တိုက်ပွဲဖြစ်ရာဒေသများကိုလက်နက်တင်ပို့ခြင်းနဲ့အကြမ်းဖက်စစ်တပ်ကအဖွဲ့ဝင်များကိုစစ်ကူဖြစ်နဲ့ပေးပို့ခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွားရောက်ခေါ်ယူခြင်းများကိုလှုံ့ဆော်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ်မှာရန်ကုန်အဝေးတင်တက္ကသိုလ်ကတတဗီရဌာနကတိကဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတဲ့ဆိုတဲ့သတင်းဟာမှန်ကန်ခြင်းမရှိပဲကတိကဒေါ်ဝင်းဝင်းအောင်ကအေအေနဲ့တွားပြီးတော့ပူးပေါင်းခြင်းဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပျောက်ဆုံးနေတဲ့ပြည်ညာရေးဝန်ကြီးဌာနရန်ကုန်အဝေးတင်တက္ကသိုလ်က တတဗေဒဌာနကကတိကဒေါ်ဝင်းဝဲအောင်ဟာအေအေအဖွဲ့အခြေပြုရနယ်မြေအတွင်းမှာရှိတဲ့ပညာရေးဆိုင်ရာလုပ်ငန်းများမှာအေအေနဲ့ပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့စစ်ကောင်စီကပြောဆိုလိုက်ပါတယ်ဒေါ်ဝင်းဝဲအောင်ကအေအေရဲ့ကြိုတင်ကြံစည်ဆက်သွယ်မှုများကိုရယူခဲ့ပြီးတော့မေလ9ရက်နေ့မှာစာလင်ကြီး PDF ကကိုစီယာမင်းထေရဲ့ချိတ်ဆက်ကူညီမှုနဲ့မိထီလာမျိုးကနေစာလင်ကြီးမျိုးနဲ့ကြားတဲ့ကြေးရွာကိုတွားရောက်ခဲ့ပြီးတော့အဲဒီကမှတဆင့် အေအေအဖွဲ့ကကိုစောအေးထွန်းထံကိုဆက်လက်ပြီးတော့တွားရောက်ခဲ့တယ်လို့စစ်တပ်ကပြောဆိုခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာနဝိသင်တက်ကတော့တတဗေဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ဟာ2025ခုနှစ်မေလ9ရက်နေ့မှာတာဝန်ချနေရကနေအကြောင်းမဲ့ပြက်ကွက်ခဲ့တယ်လို့သိရပါတယ်။ စီစစ်ချက်များအရဒေါ်ဝင်းဝင်းအောင်ဟာငလျင်ဘေးဒဏ်ကြောင့်မန္တလေးတိုင်းဒေသကြီးကနေတက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြင်းဆုံမဲ့ចောင်းသားចောင်းသူများကိုအနိကတင်ကြားပို့ချပေးနိုင်ရေးအတွက်မေလတရက်နေ့မှာရန်ကုန်အဝေးတင်တက္ကသိုလ်ကအခြားနည်းပြများနဲ့အတူမိထီလာတက္ကသိုလ်ကိုရောက်ရှိလာခဲ့ပြီးတော့မေလနေ့ရက်နေ့ကစတင်ပြီးတော့အားထက်ကနှစ်ပြောပွဲမှာတင်ကြားပို့ချမှုများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။မေလ9ရက်နေ့မနက်9:45မိနစ်မှာဒေါ်ဝင်းဝင်းအောင်က မိတီလာတက်ကတော်ကနေပြောပွဲမျိုးကိုမထွက်ခွာမီ၎င်းရဲ့မိတ်ဆွေများနဲ့တွဲဆုံရန်ဆိုပြီးတော့အကြောင်းပြချက်နဲ့အဖွဲခေါင်းဆောင်ဖြစ်သူဒေါ်မူမူအေးထံကိုဖုန်းနဲ့ခွင့်တိုင်ကြားခဲ့တော်လဲပုံမှန်တင်းနှန်းစင်းချိန်အထိတာဝန်ကျရာနေရာကိုပြန်လည်ရောက်ရှိလာခြင်းမရှိဘဲအကြောင်းမဲ့ပြက်ကွက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့တာဝန်ရှိသူများကဒေါ်ဝင်းဝင်းအောင်ထံကိုဆက်သွယ်တော်လဲတစုံတရာဆက်သွယ်မှုမရရှိခဲ့ပဲ ည9:00နာရီခွဲအချိန်ရောက်မှဒေါ်ဝင်းဝင်းအောင်ရဲ့တားဖြစ်သူမောင်ရဲလင်းမြတ်ဟင်းရဲ့ဂျီမေးကို အမေအစဉ်ပြေချောင်းစစ်ဆေးပြီးတဲ့အခါမှာပြန်လည်လှုပ်ပေးမယ်လို့ပေးပို့ခဲ့ကြောင်းသိရပါဗါးဒေါ်ဝင်းဝင်းအောင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ရမှာမိထီလာတက္ကသိုလ်မှာရှိတဲ့ CCTV မှတ်တမ်းများအရာဒေါ်ဝင်းဝင်းအောင်ဟာမိထီလာတက္ကသိုလ်ဂန်းတော်ဆောင်ကနေအဲ့အသေးတစ်လုံးနဲ့အတူတက္ကသိုလ်အမှတ်၈ခိတ်ကနေထွက်ခွာသွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မိထီလာတက္ကသိုလ်အနီးမှာရှိတဲ့အာယုံဦးလဖေးဆိုင်မှာတယောက်တည်းမနှက်စာစားသုံးခဲ့ပြီးတော့ ်လဖေးရီဇာရဲ့ရှေ့ကိုရောက်ရှိလာတဲ့ယင်အမတ်စီစစ်ဆဲတိုယိုတာပါဆိုခဲရောင်မော်တော်ယင်ဘော်ကို၎င်းရဲ့သဘောဆန္ဒနဲ့လိုက်ပါသွားခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်တော်ဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမြို့မှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးတအုပ်ဖြစ်ပြီးတော့သူငယ်တန်းကနေဘွဲရတဲ့အထိရခိုင်ပြည်နယ်စစ်တွေမြို့မှာပညာသင်ကြားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တက္ကသိုလ်များမှာနီးပြဆရာမအဖြစ်နဲ့တာဝန်မထမ်းဆောင်ပြီးကာလတွေမှာလည်းစစ်တွေမြို့မှာရှိတဲ့အခြေခံပညာထပ်တန်းကျောင်းအခြေခံပညာမူလတန်းကျောင်းအချို့မှာ ဘူလာရန်ပြအလေရန်ပြရာထူးများနဲ့ဆီယာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုကြောင့်တရင်ရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မုံပြည်နယ်ကြိုက်ထုံမြို့နယ်ဝင်းကန်ကြီးရွာကိုစစ်တပ်ကတိုက်လေရင်112ရေများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာနေအများပြပျက်စီးမီးလောင်သွားပြီးတော့ပြည်သူနှုတ်တန်ရရရှိသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ10ရက်နေ့မနက်10:00ခွဲအချိန်မှာစစ်ကောင်စီတိုက်ရဲတိုက်လေရင်များကမုံပြည်နယ်ကြိုက်ထုံမြို့နယ် ဝင်းကန်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းတိုက်ခတ်မှုများလုံဆောင်ခဲ့တယ်လို့သိရပါဗါးတိုက်လေရင်ကချဲချခဲ့တဲ့ဘုံများကဝင်းကန်ကြီးရွာအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့နေအိမ်အများအပြားမိလောင်ပြက်စီးခဲ့တယ်လို့သိရပါဗါးအလားတူပဲမေလ10ရက်နေ့ညနေပိုင်းမှာလဲ1ဖော့လေရင်တစည်းနဲ့ကြိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာကိုထပ်မံပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုများကြောင့်ရွာမှာရှိတဲ့နေအိမ်၄လုံးမိလောင်ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗါး တဖက်မှာရှိတဲ့ညောင်လေးပင်ခမရ968သိမ့်ပိုက်ခံရတာကိုလက်တုံပြန်တဲ့အနေနဲ့လာပြီးတော့ဘုံချဲသွားတယ်လို့ထင်ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တက်တက်ကိုဘုံလာချဲသွားတာပါ။မနဲ့ရောညနေရောနှစ်ချိန်ဘုံချဲသွားတာပါ။ပြည်သူတွေကတော့မနေရကြတော့ဘူး။ပြည်သူနှုတ်ဦးတယ်ရသွားပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အချမ်းပါစစ်ကောင်စီကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိအပြစ်ခတ်ရဆဲရေးကြေညာထားတော်လဲနိုင်ငံတော်မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်း ထိုးစစ်ဆင်ခြင်းများကိုလှုပ်ဆောင်လျက်ရှိတယ်လို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့များနဲ့တော်လိုင်းအဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့မြင်းငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ